လှတယ်ဆိုတာနဲ့ကြည်ကောင်းတယ်ဆိုတာနဲ့မတူဘူးเนาะဒကာကြီးဒီမိုင်းမြအဲ့ဒါလို့သူများကြည်ကောင်းတဲ့ကြည်လင်တန်ရှင်းတဲ့ရုပ်ရည်ကိုရချင်တယ်ဆိုရင်ဒီမှာနီလန်းတစ်ခုတွေ့တာပဲဗျเนาะအတိတ်မှာမစိုးရင်နဲ့အနာဂတ်ကိုမမျှော်လင့်နဲ့ဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တဆန်းမှမျှတဆန်းမှဒါဆိုရင်ရုပ်ရည်ကြည်လင်ပါတယ်ဟုတ်ရလားအဲ့ဒီမှာသူကဆက်ပြောသေးတယ် အနာဂတပဇ္ဇပါယအတိတတနုသောဇနာဣတိနာဘာလတုတ်တံတိနလောဝဟရီတောလူတောဟောဒီလောကကြီးမှာဉာဏ်ပညာနဲတဲ့အသိဉာဏ်နဲတဲ့လူမိုက်တွေဟာတဲ့ရရဆက်ဆက်ပြောတယ်လို့တော့မထင်သေးခြင်းဘူးနော်ဒါရှင်ရသေးကပြောတာဉာဏ်ပညာမရှိတဲ့လူမိုက်တွေဟာတဲ့ပြီးခဲ့ပြီသားအတိတ်ကို တွေး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 ပြီးတော့သူတို့ညှို့စိုးရင်ပြီးတော့ပူပန်းနေတယ် မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုသူတို့အများကြီးမျှော်လင့်ပြီးတော့အိန္ဒိယမရဖြစ်နေတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တုံဆိုတော့နလောဝဟရိတောလူတောစိမ့်ဆိုးနေတဲ့ကျူပင်လေးကျူပင်ဆိုတာအင်မတန်စိမ့်ဆိုးပါလေနော်အဲ့ဒါကိုဆွဲပြက်ပြစ်လိုက်ပြီဆွဲပြက်ပြီးတော့ချထားလိုက်တယ်ခဏနေဘာဖြစ်သွားလဲညှိုးပြီးတော့ကြားလေးညှိုးချောက်ပြီးအဲ့ဒါလိုပဲတဲ့ အတိတ်ကိုတွေးပြီးတော့ပူးတဲ့လူတွေအနာဂတ်ကိုတွေးပြီးတော့မျောလဲတောက်တနေတဲ့ပုံကိုယ်တွေပြစ်စုံပန်းနဲ့ရောင်ရဲမျှတအောင်မနေနိုင်ကြတဲ့ပုံကိုယ်တွေဟာစိမ့်ဆူနေတဲ့ကျူးပင်ကိုနှုတ်ဖြတ်ပြီးတော့ထားလို့ညှိုးငယ်နေတဲ့မျိုးအဲ့ဒီလိုပုံကိုယ်တွေဟာညှိုးငယ်နေမှာပဲအဲ့ဒီလူတွေရဲ့အရေးဆွမ်းဟာ၆တွေ့နေမှာပဲကြည့်ရတာမင်္ဂလာမရှိကျက်သေးမရှိဖြစ်နေမှာပဲတဲ့ဟုတ်ရလားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေတွေ့ ဘဝမှာကြီးကြီးလင်းလင်းချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်ပော့ပော့ပါပါအနှစ်သာရရှိရှိဉာဏ်ပညာကြီးကြီးဖြစ်ခြင်းလေဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာနေတဲ့အလေအကျင့်ကိုအများကြီးရအောင်မွေးမြူပါဟုတ်လားဒါကရှင်ရသေရဲ့အကြောင်းလေးပြောစရာကောင်းတော့လို့လူငယ်တွေလည်းပါနေတဲ့တကြောင်ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ရုပ်ရည်အစဉ်တင့်တယ်ခြင်းနဲ့ကြည်ကောင်းစေခြင်းနဲ့စိတ်တည်မင်္ဂလာနဲ့ပြည့်စုံစေခြင်းနဲ့ဆိုရင်အတိတ်ကိုတွေးပြီးတော့ဆိုရင်မင်းနေနဲ့ အနာဂတ်ကို မျှော်လင့်မနေနဲ့ပြစ္ဆုတ်ပံလေးနဲ့မျှတအောင်နေအဲ့ဒါလို့မှမနေတတ်ဘူးဆိုရင်ကိုယ့်ရဲ့ဘဝဟာညှိုးငယ်ပြီးတော့ရိပ်ဖြတ်ထားတဲ့နှုတ်ဖြတ်ထားတဲ့ကျူယိုးတွေလို၆တွေ့နေလိမ့်မယ်လို့သူကဒီလိုပြောတာဟုတ်လား